အားလုံးပဲယေရှုနာမ၌မင်္ဂလာပါအားလုံးကိုဖျားသခင်ထံကလာတဲ့ညီတဲ့ချင်းဝမ်းမြောက်ခြင်းနဲ့ကြွားဝခြင်းကောင်းခြင်းမင်္ဂလာခံစားပါစေလို့ကျွန်တော်အနေနဲ့ရှေးဦးစွာဆုတောင်းမေတ္တာပို့လိုက်ပါတယ်ဒီကနေ့မှာကျွန်တော်ဝင်မြောက်ပေးခြင်းနဲ့နှုတ်ကပတ်တော်ကတော့စာရမဏတ်ကကျွန်တော်တို့ယုံကြည်သူတွေကိုတိုက်ခိုက်တဲ့အခါမှာကျွန်တော်ရဲ့နှလုံးသားထဲမှာရှိတဲ့ယုံကြည်ခြင်းကိုအရင်ဆွဲထုတ်ပါတယ်ယုံကြည်ခြင်းကိုစာတမဏတ်က ဘလို့ဆွဲထုတ်တယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းနှလုံးသားထဲနေထွက်သွားအောင်ကျွန်တော်တို့ရဲ့ပြည်တနာတွေကျွန်တော်တို့ဖြည့်ရှင်းနေရတဲ့အခက်အခဲတွေကျွန်တော်တို့ရင်ဆိုင်နေရတဲ့အခြေအနေတွေကကျွန်တော်တို့ထပ်ပူကြီးကြောင်းကျွန်တော်တို့လုံးဝဖြည့်ရှင်းနိုင်မှာမဟုတ်ကြောင်းကျွန်တော်တို့ဒီအိန္ဒိယမှာပဲအဆုံးသတ်တော်မှာဖြစ်ကြောင်းကိုစာရန်ဟာကျွန်တော်တို့ရဲ့ပြဿနာတွေကိုကျွန်တော်တို့လုံနိုင်တဲ့အခြေအနေတစ်ပုံကြီးအကြောင်းကိုပြသပြီးမှကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုထွက်ပြေးစေပါတယ်။အဲဒီခါမှာကျွန်တော်တို့ကကျွန်တော်တို့လက်ရှိရင်ဆိုင်နေတဲ့ပြဿနာ ျွန်တော်လက်ရှိကြုံတွေ့နေအခက်အခဲကိုကျွန်တော်မရင်ဆိုင်နိုင်တော့ဘူးကျွန်တော်တို့မဖြေရှင်းနိုင်တော့ဆိုနှလုံးသားကျွန်တော်တို့ထဲမှာရှိလာတဲ့တပြိုင်နက်တည်းကျွန်တော်တို့ရဲ့ထဲမှာယုံကြည်ခြင်းတွေကပျောက်သွားပြီးမှစိုးရင်စိတ်တွေ၊နာကြီးစိတ်တွေ၊တောကတွေ၊ဝမ်းနည်းစိတ်တွေပူလောင်မှုတွေကဝင်ရောက်လာတာဖြစ်ပါတယ်။အဲ့ဒီစိတ်တွေယုံကြည်သူတယောက်အတ္တတာထဲမှာရောက်လာပြီဆိုရင်အဲ့ဒီတယောက်ဟာစာတန်ရဲ့ကြိုးစွဲရကာရတဲ့အခြေအနေကိုရောက်သွားပါတယ်။သူ့ကိုယ်သူသူဘာလုံးမှန်းအောင် သူမသိတော့ဘူးပူလောင်ပြီးတော့မှအယူတယောက်လိုမျိုးရှောက်သွားတာနေဟိုလူကို အကူအညီတောင်းရတာဒီလူကိုအကူအညီတောင်းရတာစိုးရင်ပူပန်လွန်းလို့မိမိကိုယ်ကိုယ်တော့မိမိခယူးမဆိုင်နိုင်တော့ဇပင်တော်မဖီးနိုင်တော့ဘဲနဲ့အိမ်ကနေထွက်သွားရတယ်ကိုကိုကိုဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အခြေအနေတခုကိုအဲ့ဒီယုံကြည်သူရောက်သွားခြင်းအကြောင်းရင်းကစာရန်ဟာအဲ့ဒီလူရဲ့နှလုံးသားထဲကယုံကြည်ခြင်းကိုပြဿနာနဲ့အခက်ခဲတွေပူကြီးကြောင့်ပျက်တာပြီးတော့မှထွက်သွားစေတဲ့ကြောင့် ဒီလူဟာအဲ့ဒီအခြေအနေကိုရောက်သွားခြင်းဖြစ်ပါတယ်ကျွန်တော်တီမော့တေဩဝါစာဒုတိယဆောင်ခန်းကြီးတဲ့အငယ်ခွန်ကိုကြည့်မယ်ဆိုရင်ဆိုရင်ဖရာတခင်ကြီးကြောက်တတ်သောစိတ်တဘောကိုငါတို့ဟာပြီးတော်မူတယ်မဟုတ်တကိုးပါတော်စိတ်ချစ်တတ်သောစိတ်နဲ့ရှင်းလင်းသောစိတ်တဘောကိုပေးတယ်လို့ပြောထားပါတယ်ဖရားတခင်ပေးတဲ့စိတ်ကရှင်းတယ်ကြောက်တတ်တဲ့စိတ်ကိုမပေးဘူးတကိုးပါတဲ့စိတ်ချစ်တတ်တဲ့စိတ်နဲ့ရှင်းလင်းတဲ့စိတ်ကိုပေးတယ်လို့ပြောထားပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာကြောက်စိတ်ဝင်လာတယ် စိုးရင်စေဝင်လာရင်ကျွန်တော်အထက်မှာရှိရုံကြည်ချင်းကထွက်သွားရတာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ကျမ်းစာထဲမှာကျွန်တော်ယောရှုကိုကြည့်မယ်ဆိုရင်ယောရှုကသူ့ထက်အဆမတန်အင်အားကြီးတဲ့အာနာကလူမျိုးတွေခိုင်ခန့်တဲ့ရေတခေါမျိုးတွေကိုယင်ဆိုင်ဖို့ရင်အတွက်လှုပ်တဲ့အခါမှာသူ့နှလုံးသားထဲမှာကြောက်စိတ်နဲ့စိုးရင်စေဝင်လာတာဖြစ်တဲ့အကြောင်းဖျားရခင်ကယောရှုကိုယောရှုမဆာခန်းကြီးတက်အញံကိုမှာ ဇက်တိုက်ဇက်တိုက်အာယူရင်းချင်းရှိဖို့မကြောက်နဲ့စိတ်မပြတ်နဲ့ငါမင်းနဲ့အတူရှိတဲ့ဇကားကိုထက်ကထက်ကထက်ကယောရှုကိုဖခင်ပြောခဲ့ရတဲ့အကြောင်းရင်းကယောရှုရဲ့နှလုံးသားထဲမှာဖခင်ကလုံချီချင်းကိုတိဆောက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ယုံကြည်သူဒီချိန်မှာကျွန်တော်တို့ဒီကိုယ်ကြုံတွေ့နေအခက်အခဲတွေကိုယင်ဆိုင်နေတဲ့ပြဿနာတွေကကိုယ့်အတွက်လုံးဝပြေလည်မှာမဟုတ်တော့ဘူးကိုဖြေရှင်းနိုင်မှာမဟုတ်တော့ကိုထက်အင်အားကြီးတယ် ကိုကိုလုံနိုင်တဲ့အခြေအနေတန်းပို့ပြီးတော့မှများတဲ့အခြေအနေကိုဖြစ်နေတယ်လို့စိတ်ထဲမှာခံစားရတာတပြိုင်တည်းထဲ ယုံကြည်ခြင်းကထွက်ခွာသွားနိုင်တာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီအခြေအနေကိုကျွန်တော်တို့ကဖြေရှင်းဖို့ရင်အတွက်ကျွန်တော်ရင်ဆိုင်နိုင်ဖို့အတွက်ကကျွန်တော်တို့ကိုကျွန်တော်တရားဟောရမှာဖြစ်ပါတယ်။ကျွန်တော်ယုံကြည်သူတွေကဝิญဉေနဲ့အသက်ရှင်တာဖြစ်ပါတယ်။ခံစားချက်အတွေးခွန်နဲ့အသက်ရှင်တာမဟုတ်ပါဘူး။ဒါကြောင့်ဒါဝိကဂေါလိကိုရင်ဆိုင်တဲ့အခါမှာဟာဂေါလိကအကြီးကြီးပဲငါနိုင်မှာမဟုတ်ဘူးဆိုတဲ့အတွေးခေါ်တွေတွေးပြီးမှစိတ်ထဲမှာကြောက်စိတ်တွေစိုးရင်စိတ်တွေနဲ့သူဂေါလိကိုမရင်ဆိုင်ခဲ့ဘူး။သူဘာပဲလုပ်လဲဆိုရင်ဂေါလိကိုရင်ဆိုင်ဖို့တွားတဲ့အချိန်မှာသူ့ရဲ့စိတ်နဲ့သူ့အတွေးကိုသူ့ဝิญဉေကတရားဟောပါ ါတယ်။ထာဝရပြည့်တဲ့ငါးဤတိုးထင်းဖြစ်တော်မူငါးဤစင်းမခံရ ဆယ်လင်းတော့ချက်စာရင်လည်းငါ့ကိုအိတ်ဆီတော်မူတာရတော့မျက်နာတို့လမ်းပြတော်မူငါဝိညာဉ်အားဖြင့်နာမတော်ဘုလိုငါတရားလမ်းထဲနဲ့တွေးဆောင်မှုတော်မူအကယ်၍တင်းမီးအရိပ်ကျွမ်းလမ်းမတော်ဂျိုင်နေတို့ရှောက်တော်တော်လည်းဘင်းနေကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီအကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြစ်၍လန်တန်တော်နဲ့တောင်းဝဲတော်ဒီကျွန်ုပ်ကိုချမ်းသာစေပါအကျွန်ုပ်ရဲ့ရင်တို့ရှိပါအကျွန်ုပ်ဘုဇပွဲကိုခင်းတော်မူအကျွန်ုပ်ခေါ်ပလာဒီရှန်လက်ရှိပါ၏အကယ်စင်းအကျွန်ုပ်ဒီကျေးဇူးနဲ့ဂရုနာကိုတတ်တလုံးခံစား၍ထာဝရဖျက်အိမ်တော်မှာအစဉ်မြဲနေရပါလိမ့်မည်ဆိုအဲ့ဒီကျမ်းစာနှုတ်ကပတ်တော်ကို ါဝိဒ်ရဲ့ဝိညာဉ်ဟာဒါဝိဒ်ကိုတရားဟောပါတယ်အဲ့ဒီခါမှာဒါဝိဒ်ကသူ့အတွေးထဲမှာကြောက်စိတ်လည်းမရှိဘူးသူ့ရဲ့ခံစားချက်တွေကစိုးရိမ်စိတ်တွေလည်းမရှိဘူးအနှုတ်လက္ခဏာလည်းမတွေးဘူးသူ့ရဲ့ဝိညာဉ်ကသူ့ရဲ့ခန္ဓာနဲ့သူ့ရဲ့စိတ်နဲ့သူ့ရဲ့အတွေးကိုအမိန်ပေးနေတာကိုတွေ့ရပါတယ်အဲ့ဒီခါမှာမာနကဒါဝိဒ်ရဲ့စိတ်နှလုံးထဲမှာကြောက်စိတ်လည်းလာထဲလို့မရအောင်အတွေးခေါ်ထဲမှာ negative တွေလည်းလာအပြတ်တဘောလည်းလာထဲလို့မရအောင်ဒါဝိဒ်ဟာဝိညာဉ်အားဖြင့်မိမိကိုယ်ကိုမိမိတရားဟောတဲ့ခါမှာသူ့ဟာအရာတိုင်းကိုရင်ဆိုင်အောင်မြင်နိုင်တာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်စာတန်ကတင့်ကုန် လဲကြစေခြင်းနဲ့တင့်ကိုစာတန်ပြိုလဲစေခြင်းနဲ့ဆိုရင်တင့်ရဲ့နှလုံးသားထဲကယုံကြည်ခြင်းကိုဖယ်ထုတ်ဖို့အရင်လုပ်ပါတယ်။ယုံကြည်ခြင်းကိုစာတန်ကအရင်ဘလို့ဖယ်ထုတ်လဲဆိုရင်တင့်ကိုကြုံရတဲ့ပြဿနာတွေတင်ရင်ဆိုင်အခက်အခဲတွေကလုံးဝတင်ဖြေရှင်းနိုင်မှာမဟုတ်ဘူး။တင့်ထပ်ပို့ပြီးအင်အားကြီးမှကြောင့်စာတန်ကပြလိုက်ပါတယ်။အဲ့လိုပြတဲ့တပြန်တင့်တွင်းရဲ့ထဲမှာစိုးရင်စီကြောက်စိတ်ပူပန်စိတ်တွေနေရယူလာယုံကြည်ခြင်းကထွက်ခွာသွားမှဖြစ်ပါတယ်။အဲ့ဒီခါမှာစာတန်ကတင့်ကိုကြိုက်တယ်လို့ကစားလို့ရတာဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေအဲ့ဒီအခြေအနေကနေမိတ်ဆွေကဖောက်ထွက်ခြင်းနဲ့ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကဖခင်ကပြောတယ်ကြောက်တတ်တော်တဘောမှာပေးဦးလို့ပြောတာဖြစ်တဲ့ကြောင့် တော်ရဲ့ဝိညာဉ်ဟာကျွန်တော်တို့ရဲ့စိတ်ကျွန်တော်တို့ရဲ့အတွေ့ကျွန်တော်တို့ရဲ့ခံစားချက်တော့တရားဟောရမှာဖြစ်ပါတယ်ဒီလိုမျိုးခက်ခဲတဲ့အချိန်တွေဒီလိုမျိုးကြက်တီးနေတဲ့အချိန်ဒီလိုမျိုးဒုက္ခရောက်တဲ့အချိန်တွေမှာကျွန်တော်တို့ကဘုရားသခင်ရဲ့ထံကလာတဲ့ခွန်အားနဲ့အမြဲတမ်းကိုယ့်ကိုယ်ကိုတည်ဆောက်ရမယ်နှုတ်ကပတ်တော်နဲ့ဘုရားသခင်ငါ့ပေါ်မှာအမြဲတမ်းတူရှိတယ်ငါနဲ့တူဘုရားရှင်ကမဆမင်းငါကအောင်မြင်တော့တူဖြစ်တယ်ငါကကြွရတော့ဖြစ်တယ်ဖိလိပ္ပိ43ငါ့ကိုခေါ်တဲ့ပြည့်စုံခရစ်တော်ပဲခတဲ့တော့ငါဘာတက်ဆွမ်းနေကျွန်တော်တို့မိမိကိုယ်မိတရားဝပြီးဖြတ်တိုင်းမယ်ဆိုကျွန်တော်တို့ကဒီစိုးရင်စိတ်ဒီအရာအလုံးကနေလွတ်မြောက်ပြီးမှ အောင်မြင်တော့သူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်နှုတ်ကပတ်တန်အားပေးခြင်းနဲ့အားလုံးကိုပြည့်ရှင်စကားပြောပြီးကောင်းချီးပေးပါစေ